မင်္ဂလာပါဆားသမီးကောင်းကောင်း YouTube channel လေးကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ချက်ပြမှာတော့ငဖဲ့ကိုထုတ်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 နေအောင်ချက်တဲ့နည်းလေးပဲဖြစ်ပါတယ်ဒါတော့ငဖဲ့30ဒါကိုစား5 gram အချုံမုံ255 gram ထည့်ပြီးတော့စနင်းမုံအနည်းငယ်ထည့်ပြီးတော့ကျွန်တော်တို့စီးတော့အောင်ပေါက်မှာပဲဖြစ်ပါတယ်ဒီလိုနာနာပေါက်မှာစီးမှာဖြစ်ပါတယ်ဝေးကြည့်မယ်ချက်နည်းပြုံးနည်းတွေ တောက်လို့စီးပါပြီဆိုလို့ရင်ဒီလိုအလုံးလေးရအောင်လုပ်ပါမယ်အတေးကပေးတယ်ချန်ဒီပြုံးဒီတွေစီးငါးချက်သားထည့်ပါမယ်စီးပူလာပြီဆိုလို့ရင်ချက်တော့အဖြူနဲ့အနီကိုထည့်ပြီးစီးတက်မှာဖြစ်ပါတယ်အားလုံးကေကောင်းစေနာရှိတာကချပြု ကျက်တော့အဖြူနဲ့အနီးကြောင့်လုံးမွေးလာပြီဆိုရင်ဆနေမုံနဲ့ငယ်သေးပါမယ်စင်နာရှိတာကချက်ပြုတ်ပြတယ်စာလို့ကေကောဟေမျိုးဆုံးလေးနေမြေဒီအယောင်တင်မုတ်အနေငယ်ထဲပါမယ်စာလုံးကောင်းသွား င်စားရအောင်စားရမယ်အနေများများလေးစားကြည့်နော်ခရမ်းရှင်ဒီပို့ထဲမှာကျွန်တော်ကတော့ခရမ်းရှင်ဒီတစ်ခဲသာခန့်တယ်ပါလေဟေးချက်တဲ့နေ့စနေတွေအဲ့ဒီနေ့လေးတွေကြေးလာပြီဆိုရင်တော့ငပြားရဲ့အနေငယ်ထဲမှာဖြစ်ပါတယ်အချုံမို့အနေငယ်ထဲပါမယ် လိုလိုနှက်ကြပါပြီဆိုလို့ရှိရင်ရေအနှဲငယ်ထင်မှာဖြစ်ပါတယ်အသည့်အသည့်တွေတင်ရင်သိရှိအောင်လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့တငယ်ချင်းတို့ကြီးနေရှိော်ပြီးတော့ငဖယ်လုံးလေးတွေထင်မှာဖြစ်ပါတယ်မြေသေးသေးလေးပုံပြီးတော့ရေခမ်းတဲ့အထိဆက်ချက်မှာဖြစ်ပါတယ်ချပ်ပြုတ်ကြတယ်စား ထထထထနေပြီးအရန်စားကောင်းတဲ့ငပယ်ဟင်းလေးတစ်ခွက်ရရှိနေဖြစ်ပါတယ်။တကယ်ချင်းတို့လည်းလိုက်ချက်စားကြည့်ကြပါဦးနော်။